ဟုတ်ကဲ့အလုံးဝမင်းလာပါအေဒီအပြင်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာပေါ့နော်အသေးစိတ်ဆွေးနွေးပေးတော့မှာဖြစ်လို့ပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုကိုအဆုံးထိနားမထောင်ဖြစ်ဘူးဆိုရင်တေချာပေါ့နောင်နာရပါလိမ့်မယ်လို့ကျွန်တော်ချုပ်တင်အတည်ပြုရပါတယ်ပေါ့နော် okay ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်က area ပြင်ဆိုတာပါလေပေါ့ ဧရိယာပြင်းနေဆိုတာကကိုယ့်ရဲ့ဒီမြေပြင်မှာရှိတဲ့ဧရိယာနဲ့เนาะကျွန်တော်ယုံမတန်မှာရှိတဲ့ဧရိယာကွဲလွဲမှုရှိနေတဲ့ဟာကိုဧရိယာပြင်းစင်တယ်လို့ခေါ်တယ်ပေါ့เนาะအဲ့တော့ဒီနေရာမှာကျွန်တော်မြေရပေါ့နော်ပိုးပွားပိုင်းမြေဆိုရင်ဧရိယာပြင်ဆင်နေဆိုတဲ့စကားလုံးနဲ့၃နိုင်တယ်လို့ခေရမြေဆိုရင်လည်းဧရိယာပြင်ဆင်ခွင့်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ကွန်ပျူတာမြေတိုင်းဆိုပြီး၃နိုင်တယ်ပေါ့နော်ဒီနေရာမှာကွန်ပျူတာမြေတိုင်းနဲ့ဧရိယာပြင်ရပါကွာလဲဆိုတော့ပြောပြကွန်ပျူတာမြေတိုင်းဆိုတာကကျွန်တော်ဒီတာမန်ပေါ့နော်ဒီမြေတိုင်းတွေကသူတို့ရဲ့ ပေကျိုးနဲ့ပေါ့နော်တိုင်းတာလို့မရတဲ့အနေထားအဲ့လိုမျိုးမြေပုံစံဖြစ်နေတယ်ဆိုရင်တော့ဒါကကျွန်တော်ကွန်ပျူတာမြေတိုင်းဆိုပြီးတော့တုံ့နှံရမှာဖြစ်ပါတယ်ပေါ့နော်တချို့မြေတွေကပေါ့နော်ကျွန်တော်ဒီဒီတော့ဆက်ဆက်မဟုတ်ဘူးအဲဒီနည်းနည်းလေးပေါ့နော်လမ်းကျိုးလမ်းကြားအဲ့လိုမျိုးအကွေးကောက်တွေပါတယ်တိုင်းတာဖို့ရခက်ခဲတဲ့နေရာတွေဆိုရင်တော့ကျွန်တော်ကဒီကွန်ပျူတာတွေနဲ့တိုင်းတာရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကွန်ပျူတာမြေတိုင်းဆိုပြီးတော့တုံ့နှံပြီးတော့မှအဲ့ကွန်ပျူတာနဲ့တိုင်းတာမှာပဲတီးကြတီးကြတဲ့ area ထွက်လာမှာဖြစ်လို့ပေါ့နော်ကွန်ပျူတာမြေတိုင်းဆိုပြီးတော့ ရှောက်ရတာမျိုးဖြစ်ပါတယ်ပေါ့နော်အဲဒီကီလိုကိုရဲ့မြေခွေကအဲ့လောက်ထိပေါ့နော် အရင်ကြီးရှုပ်ထွေးမနေဘူးဒီ၄တောင်ဆက်ဆက်သားမယ်ပေကျိုးနဲ့တိုင်းတိုင်းရင်ရနိုင်တယ်ဆိုရင်တော့ဒါကိုအဲနော်ကျွန်တော်အနေနဲ့ area ပြင်ဆင်ဆိုပြီးတော့ရှောက်လို့ရနိုင်မှာဖြစ်ပါတယ် okay ဒီနေရာမှာပေါ့နော်ကျွန်တော် area ပြင်ဆင်ဆိုပြီးရှောက်တဲ့နေရာမှာပထမဆုံးအနေနဲ့ပေါ့နော်ဒီ area ကပြင်ဆင်မယ်ဆိုရင်ကိုရဲ့ဒီဘေးပတ်ဝန်းကျင်နဲ့ပေါ့နော်အများကြီးတဆိုင်တာဖြစ်ပါတယ်ပေါ့နော် ာလို့လဲဆိုတော့ဗောဗျာအိန္ဒိယပြင်ဆင်လျှောက်တယ်ဆိုတော့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ရဲ့ထောက်ခံချက်တွေလိုအပ်တာဖြစ်ပါတယ်ဒီနေရာမှာထောက်ခံချက်တခုလေးလားဆိုရင် no မဟုတ်သေးပါဘူးဗောနော်ဘာလို့လို့သေးလဲဆိုတော့ဒီလျှောက်တဲ့မြေခွက်ကိုဗောနော်တိုင်းတာတွေနေရာမှာကိုယ့်မြေခွက်တင်တခုလေးမဟုတ်ဘဲနဲ့ဗောနော်ဘေးပတ်ဝန်းကျင်ရဲ့မြေခွက်တွေပါလိုက်ပြီးတော့မှဒီကြောင်တိုင်းတားရတာဒီရှိပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်နဲ့ပေါ့နော်ကိုကအဆင်မပြေဘူးကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကပေါ့နော်ကိုဒီလိုမျိုးတွေ ပိုင်ဆိုင်မှုတွေနော်ဒီလိုမျိုး area အမှန်ပြင်ဆင်ခွင့်တွေရှောက်တဲ့နေရာမှာဘေးပဝန်းကျင်ရဲ့မြေတွေတိုင်းတာကိုလက်မခံတာမျိုးနော်သဘောတူသိရှိပါတယ်ဆိုတဲ့ထွက်ဆိုချက်တွေနော်ထောက်ခံပေးတာမျိုးတွေမလိုပေးနိုင်တာမျိုးဆိုရင်ကိုယ့်ရဲ့ဒီလုပ်ငန်း project ကိုဆက်လက်ဆောင်ရွက်ဖို့ရတဲ့အခက်အခဲတွေများစွာရှိပါတယ်ပေါ့နော်ဒုတိယအနေနဲ့ပေါ့နော်အရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်တို့ဒီရုံးစာရဲ့ခွင့်ပြုချက်ပေါ့နော်ခွင့်ပြု main ဆိုတဲ့စာလေးဖြစ်ပါတယ် ကျွန်တော်တို့ဒီ area ပြင်ဆင်တာကိုခွင့်ပြုပေးဖို့ဆိုတာကပေါ့နော်ကျွန်တော်တို့ဒီရှောင်းလိုက်တဲ့အချိန်မှာသက်ဆိုင်ရာတာဝန်ကြတဲ့ရက်ွက်ပိုင်မြေတိုင်းနေရာပေါ့နော်မြေပြင်ကိုလာပြီးတော့ကွင်းဆင်တိုင်းတာမှာဖြစ်ပါတယ်ဒီနေရာမှာတိုင်းလာပြီးတော့သူတို့ကတွေးရှိချက်တွေရေးတယ်ပေါ့နော်ဒီအမြေခွဲပေါ်မှာအစောဦးဘာဘလိုအစောဦးမျိုးတွေရှိတဲ့အာစီလာနံကလာပနထက်တုံတော့ပနခန်းတော့ဒါတွေကိုသူတို့ကတေချာစစ်စစ်ပြီးတော့မှာပေါ့နော်ရေးပြပြီးတော့မှာသူတို့ရဲ့မျိုးနဲ့တာဝန်ခံကိုတင်ပြရတာဖြစ်ပါတယ်အဲ့လိုပဲမျိုးနဲ့တာဝန်ခံကလည်း နော်ဒီစောစောပြောတဲ့ဘေးပဝင်ခြင်းထောက်ခံချက်တွေပြည့်စုံရဲ့လားနော်အဲ့ဒီ area အဲပြင်စင်တာတွေပေါ့နော်ဘေးပဝင်ခြင်းတွေရဲ့ area နဲ့ဒီလက်ရှိမြေပြင်ရဲ့အနေအထားတွေနော်ရုံးမတန်းရဲ့ area တွေအကုန်လုံးပေါ့နော်တေချာကာကနနစစ်စစ်ပြီးတော့တင်ပြတာဟုတ်ရဲ့လားဒါကိုမြို့နယ်တာဝန်ကတေချောင်းထက်ပြီးတော့မှစစ်စစ်ပြီးတော့မှသူအနေနဲ့အထက်ကိုတမန်တင်ပြပေးရတာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တွေပေါ့နော်၅ဆင်း၆ဆင်း၇ဆင်းလောက်နော်တဆင်းပြီးတဆင်းတက်ပြီးတော့မှနော်တကယ် final ပေါ့နော်ဒီ အဲကျွန်တော်ဒီမျိုးရဲ့ပေါ့နော်တကယ်အကြီးအကဲကနေပြီးတော့မဟုတ် ပြီဒါဒီလိုမျိုးတွေပြင်ဆင်ပေးတင်တယ်ဆိုပြီးတော့မှနော်ခွင့်ပြုပေးတယ်ဆိုမှအဲ့လိုပဲတဆင်ပြီးတဆင်ပြန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 ်ကြလာတာဖြစ်ပါတယ်โอเคအဲ့လိုမျိုးကြလာပြီဆိုရင်တော့ကိုယ့်ရဲ့ဒီလုပ်ငန်းကနော်အောင်မြင်ပြီလို့ပြောလို့ရပါတယ်ဒါပေမဲ့အဲ့လိုမျိုးခွင့်ပြုပေးပြီးတဲ့နောက်မှာပေါ့နော်ကိုယ့်ရဲ့ဒီငွေမူလအေဒီယာနဲနေတဲ့တရားနေများလာတဲ့အပေါ်မှာကိုကအဲ့အေဒီယာအပေါ်မှာကိုငွေလေးသွင်းပေးရပါတယ်။နောက်တိုးလာတဲ့အေဒီယာပေါ်မှာငွေသွင်းပေးရတယ်။ ြေတိုင်းကနေတွေ့မိရတာဖြစ်ပါတယ်ပေါ့နော်။ Okay ဒီအဆင့်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့တွေကဒီဟာကိုအတီးပြူတယ်လို့ခေါ်တယ်ပေါ့နော်။အတီးပြူတယ်ဆိုတော့အတီးကယုံမတန်တဲ့ကိုထည့်တာပေါ့ဗျာနော်။ဒီငကို AD ကရောနေတဲ့နေရာကနေအခု AD ကများလာတာကိုအတီးပြူပြီးတော့မှနော်။ဒီလူကြီးတွေကအစင်းစင်းပြန်ပြီးတော့လက်မှတ်ထိုးရတာဖြစ်ပါတယ်။အဲဒီလိုလေးလုံးလိုက်မှပဲကိုယ့်ရဲ့ဒီ AD ကနော်တေချာပေါ်ပြောင်းလဲသွားတယ်ဆိုတော့အတီးပြူချက်လေးရပို့ပြီးတော့ confirm ပေါ့နော်။အတီးဖြစ်သွားတာဖြစ်ပါတယ်ပေါ့။ Okay ။ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်ကဒီတစ်ခါတည်းလေးမှာကိုယ့်ရဲ့ဒီ အဲလောဝဲမှာရှိတဲ့ပိုင်းဆိုင်မှုတွေမှာပါတဲ့ area တွေကပေါ့နော်အဲရုံးမတန်းမှာရှိတဲ့ area နဲ့နော်ဂိုင်းမကိုင်းဆိုတာလေးလေအဲတီးဖို့လိုရတယ်ပေါ့နော်ဒါတွေကိုကိုကမတိထားဘူးနော်ဒီတိုင်းပဲထုတ်ပေးထားကြရကိုဟာဒီဟာအမှန်ပါဆိုပြီးတော့ကိုကဒီတိုင်းပဲနေနေတယ်နော်အကြောင်းမျိုးမျိုးကြောင်းပေါ့ဗျာလုပ်ငန်းတွေပါတွေနော်ဆက်မလို့ဖြစ်လို့တက်တန်းဥမကရန်တက်တန်းတွေပါတွေမကုန်သေးလို့နော်အဲကိုရဲ့မိဘတွေကနော်မဆုံးသေးလို့ဥပမာပေါ့ဗျာဒီတိုင်းလေးတွေရှိနေတတ်တဲ့ အချိန်နေမှာကိုယ်အတားတွေကိုမသိနိုင်ပါဘူးပေါ့နော်ဒီဟာတွေကကျွန်တော်တို့လုပ်ငန်းတစ်ခုခုပေါ့နော်ဥမာကရန်တက်တန်းကုန်လို့ဖြစ်ဖြစ်ကိုမိဘတွေသုံးသွားလို့နော်အမွေဆက်ခံစားချုပ်ချိုးရတာတို့ကိုယ့်ရဲ့ဖိုးဖွားပိုင်တဲ့ဟာတွေဖိုးဖွားတွေမရှိတော့လို့ပေါ့နော်မြေးအနေနဲ့အမွေဆက်ရတာတို့နော်ဒီလိုမျိုးတွေပေါ့ဗျဒါမှမဟုတ်ရင်ကိုယ်အနေနဲ့ဒီမျိုးကွက်ကိုရောင်းလိုက်လို့စားသည်ပြုတ်ပေါ့ဗျာဝေသူအနေနဲ့ပေါ့နော်သူရဲ့ဒီနာမည်ဖော်ဖို့ဆောင်ရွက်တဲ့အချိန်ကြမှာဒီလိုမျိုးတွေအီဒီယာလေးတွေလွဲနေတတ်တာတို့နော်ဒါတွေက ဖြစ်လေဖြစ်ထားရှိတတ်တယ်เนาะပြဿနာလေးတွေပေါ့ဗျာအဲ့တော့ဒီဟာက ကိုယ်အနေနဲ့ပေါ့เนาะဒီယုံမတန်းမှာရှိတဲ့ area ရဲ့ကိုယ့်ရဲ့မြေပြင်မှာရှိတဲ့ area ရဲ့တစ်ထက်ထက်ရှိနေတယ်เนาะကိုယ့်ရဲ့ဒီ process လုပ်ငန်းကလည်းအရင်ကြီးမကြသေးဘူးလှုပ်ထားတာပေါ့เนาะဒီတနေ့နေ့အတွင်းမှာပဲရှိသေးတယ်ဆိုရင်ဒါက confirm ဖြစ်ဖို့များတယ်ပေါ့เนาะအဲအခုဒီလိုမျိုး area ပြင်ဆင်ရတဲ့ process တွေကကျွန်တော်တို့တော်တော်များများပေါ့เนาะအရန်ကိုလောင်းလောင်းအကိုဖြစ်ပြီးတော့မှဟိုးအရင်ပေါ့เนาะလုပ်ငန်းနဲ့ပေါင်း20 30ခန်းကเนาะဒီ တဆိုင်ရာဒီအရင်တုန်းကပေါ့နော်တာဝန်ထမ်းဆောင်ခဲ့တဲ့လူတွေရဲ့နော်ပိုးစားจิตတွေအကြောင်းလေရှိနိုင်တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့ဗျာပြီးလို့ရှိရင်လက်ရှိဒီအဲအများကြီးတိုးတက်လာတဲ့ပုံမှာလည်းပဲဒီလိုမျိုးပဲနေရာပဲနေရာလေးတွေနော်ဘလို့ဘလို့ဥမာအဲလမ်းအဖြစ်အသုံးပြုတာတို့နော်စသဖြင့်ပေါ့ဗျာအများကြီးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ပုံမှာမူတည်ပြီးတော့မှကိုယ့်ရဲ့ဒီမြေပြင်ရဲ့အနေထားနဲ့ရုံးမတဲ့အနေထားနဲ့ပေါ့နော်အတိအကျလေးတစ်ထက်ထက်ကြောက်အောင်ပေါ့နော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ပေါ့အဓိကတော့ဒီ area ပြင်ဆင်နေဆိုတော့ကကျွန်တော်အနေနဲ့ပေါ့နော်အလွယ်တကူဆောင်ရွက်လို့ရတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်အခုဒီဗီဒီယိုလေးရိုက်တာအနည်းဆုံး9မိနစ်ပဲကြာတယ်ဆိုပေမဲ့တကယ်ရုံပိုင်းဆိုင်ရာဆောင်ရွက်တဲ့အချိန်မှာတော့အချိန်ကာလအဖြစ်6လတနေ့လောက်ကြာနိုင်တဲ့ process လေးတကူဖြစ်ပါတယ်ပေါ့နော်အားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ် see you next video bye bye